မကြခင်မှာကျင်းပတော့မဲ့ eSport World Cup MSC 2025မှာဝင်ရောက်ရှင်ပြိုင်မဲ့အသင်းတွေကိုရွေးချယ်မဲ့ NBA နဲ့တခြားတော်နာမန့်တွေကတော့အချိန်ရဟုံတော်တော်လေးမြင့်တက်လာတဲ့အချိန်ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်။အဲဒီကမှတချို့ region တွေမှာဆိုရင်တော့ MSC ဝင်ခွင့်ရရှိတဲ့အသင်းတွေထွက်ပေါ်လာနေပြီဖြစ်လို့တချို့ region တွေမှာတော့ champion အသင်းတွေပေါ်လာဖို့လက်တကမ်းအလိုပဲကြံပါတော့တယ်။အဲဒါကြောင့်မလို့ ဒီနေ့ဗီဒီယိုမှာတော့လက်ရှိအချိန်ထိ MSC ဝင်ခွင့်ရပြီးတဲ့အသင်းတွေအကြောင်းနဲ့နောက်ထပ်ဘယ်အသင်းတွေကို MSC မှာမြင်တွေ့ရနိုင်ခြင်းရှိလဲဆိုတဲ့အကြောင်းကိုသုံးသပ်ပေးသွားမှာဖြစ်လို့စိတ်ဝင်စားတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်လိုက်ကြတော့အခုဆိုရင်တော့တော်နမန့်တွေအတွက်ချန်ပီယံတွေကိုမွေးထုတ်ပေးနေကြဖြစ်တဲ့ MPL ဖိလစ်ပင်းကတော့မကြသေးခင်ကပဲပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်အဲ့မှာဆိုရင်တင်းလွတ်ဖိလစ်ပင်းနဲ့အော်နစ်ဖိလစ်ပင်းတို့က MSC ဝင်ခွင့်ကိုရရှိခဲ့ပြီးတော့ Grand Final မှာထိပ်တန့်ရင်ဆိုင်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ Team Liquid Philippines အနေနဲ့ MPL Philippines Season 15ရဲ့ Champion ဖြစ်လာခဲ့ပါတယ်ဗျ။အခုလိုမျိုး Champion ဖြစ်လာတဲ့ Team Liquid Philippines အနေနဲ့သူတို့မှာ Super Flat တော်တော်များများကိုရရှိခဲ့ပြီးသား။ဒါပေမဲ့သူတို့မှာမရှိသေးတာကတော့ MSC Champion ဆိုတဲ့တိုက်တယ်ပါပဲ။အဲ့တော့ MPL Philippines ရဲ့ Champion ဆိုတဲ့တိုက်တယ်နဲ့ တန်အောင်တော့ MSC မှာလည်းအကြီးမားဆုံးလွှမ်းမိုးထားနိုင်မဲ့အတင်းတင်းဆိုရင်လည်းမမှားဘူးနောက်ထပ် on Philippines ကတော့ပြောစရာမလိုဘူးဗျပြောရရင်မနစ်က MPL Philippines Season 14ပြီးတဲ့က Shinmat Tournament တွေရဲ့ Champion စုတွေကိုတင်ကြုံနေတာဗျအခု MBA Philippines Season 15မှာတော့မှအမားလေးတစ်ခုကြောင့်လားသူတို့ Champion စုကြီးနဲ့လွဲကျော်သွားခဲ့တာပြီးတော့ Only Philippines ကလည်း Team Lucky Philippines လိုပဲသူတို့ရဲ့ MSC Champion title ကို လိုအပ်နေသေးတာဆိုတော့ဖိလစ်ပင်းကအသင်းကြီးနှစ်သင်းလုံးမျက်စောင်းထိုးနေတဲ့ MSC ဖလားစီတွားရလမ်းကတော့တော်တော်လေးခက်ခဲကြမ်းတမ်းတာတော့အမှန်ပဲဗျအခုကြည့်နေတဲ့ NBA Indo NBA Philippines အစရှိရဲ့နိုင်ငံတကာ NBA ပွဲစဉ်များ Wings ဘက်မှယူနီဆက်ချစွာခံမှန်းကစားနိုင်ပါပြီစိတ်ဝင်စားလို့အကောင့်ဖွင့်နေဆိုလို့ရှိရင်တော့ comment မှာရှိတဲ့ link တွေနဲ့ဆင်ဆက်သွင်းလို့ရတယ်လို့ Telegram မှာ NH Live Wings လို့ရှာပြီးတော့အကောင့်ဖွင့်လို့ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆက်လိုက်ရအောင် Mobile Legends မှာနောက်ထပ်အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ region ကတော့ Indo region ပဲဖြစ်ပါတယ်။သူတို့ရဲ့ NBA Indo က playoff မဆသေးတာကြောင့်မလို့ဘယ်အသင်းတွေရောက်မလဲဆိုတာတော့မသိရသေးဘူး။ဒါပေမဲ့ Coach Shep နဲ့ပြန်လည်ပေါင်းစည်းလာတဲ့ MSC Champion Hong Yi Onik ကလည်းပြန်လည်ပါဝင်လာမလားဆိုတာတော့စိတ်ဝင်စားစရာကောင်းနေတော့မှာပဲ။ပြီးတော့လူငယ်လက်သက်တွေနဲ့အားပြေတာတဲ့ Ultra Yi ဘဝကလည်းဒီနှစ်မှာတော့တခုခုလုံးပြသွားအောင်ပါပါ။မူပြတာဖြစ်ဖြစ်ပေါ့နော်။ပြီးခဲ့တဲ့ NBA Indo မှာတော့က Champion ဖြစ်ခဲ့တဲ့ Team Liquid Indo နဲ့ First Runner App အသင်းဖြစ်တဲ့ Araju တို့ကလည်း MSC မှာပြန်လည်ပါဝင်လာနိုင်ရည်ရှိတဲ့အနေအထားနဲ့ပဲလက်ရှိ NBA Indo Season 15မှာလည်းရလက်ကောင်းတွေရထားတာကြောင့်မလို့ NBA Indo ရဲ့ Playoff ကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းနေပါပြီဗျာ။ NBA Indo-Season 15ရဲ့ Playoff ပွဲစဉ်တွေကတော့လာမယ့်17ရက်နေ့မှာပြန်စတင်မှာဖြစ်ပြီးတော့အဖွင့်ပွဲကလည်း All-in နဲ့ Liquid Indo ဆိုတော့ MSC မှာတွေ့ရမယ့်အသင်းကြီးနှစ်သင်းနဲ့ကတင်းကိုပဲရွေးချယ်ခွင့်ရမှာပါဒါကတော့လက်ရှိ Mobile Legend ရဲ့အင်အားကြီးနှစ်နိုင်ငံရဲ့ MSC 2025မှာပါဝင်ဆင်နွှဲနိုင်တဲ့အခြေအနေဖြစ်ပြီးတော့နောက်ထပ် region တွေအကြောင်းကိုလည်းနောက်ထပ်ဗီဒီယိုမှာထပ်ပြီးတင်ပြသွားအောင်မှာဖြစ်လို့လမ်းရယ် share လေးလုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့ဦးဗျာကျေးဇူးတင်ပါတယ်